တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာကြီးဝင်းညင်းရဲ့ဘာသာပြန်ဝိတ္ထုကောင်တော်ဖြစ်တဲ့ဗမမုတ်ဆိုးဝိတ္ထုကိုစသိမ်းမိုင်းနေနဲ့နားဆင်ရမှာဖြစ်ပါတယ် ျုပ်တို့ကတောင်ထိပ်တစ်ခုပေါ်မှာရှိနေကြပြီးဂျပန်တွေကလည်းတခြားတောင်ထိပ်တစ်ခုပေါ်မှာရှိနေကြပါတယ်။တနေ့ကျတော့ကျုပ်နဲ့အမေရိကန်တပ်သားဖြစ်တဲ့ကင်စတီဂါတို့နှစ်ယောက်တစ်ဖက်မှာရှိတဲ့ဂျပန်စကန်ရှိတဲ့နေရာထိတက်ပြီးသွားကြည့်ကြပါတယ်။ကင်ကဂျပန်ကိုပြစ်ထက်လိုက်တယ်။ခတ်တုတ်တုတ်ပဲဂျပန်တွေပျောက်သွားကြပါတယ်။ဒါပေမဲ့တနက်တန်လဲတိတ်သွားရောဒီကောင်တွေပြန်ရောက်လာကြတယ်။ကျုပ်ကဂျပန်တကောင်ကိုလက်ညှိုးထိုးပြရင်းအဲ့ဒီကောင်ကိုထိအောင် ငါ rifle အစ်စ်နဲ့ပြစ်ပြမယ်လို့ပြောလိုက်တော့ကင်က တော်တော်ဝေးနေတဲ့အတွက် ထိနိုင်မယ်မထင်ခဲ့ဘူးတဲ့ဟုတ်ပါရဲ့ကျုပ်ပြစ်လိုက်တော့ဂျပန်ကိုထိတော့မထိပါဘူးဒါပေမဲ့တော်တော်နီးနီးကက်ကက်ကနေကြည်စံကဖြတ်သွားပါတယ်အဲ့ဒီကာလာကတော့ကျုပ်တို့လက်တဲ့စန်းတန်းကစားတဲ့ကာလာလို့ဆိုရပါမယ်စစ်ကြီးကလည်းပြီးတော့မှလေကျုပ်တို့ဂျပန်တွေနဲ့တိုက်ကြတော့နှစ်နာရီလောက်အကြာမှာသူတို့ကိုမောင်းထုတ်နိုင်ခဲ့ပါတယ်ကဘာစစ်ကြီးလည်းပြီးသွားပါပြီ။ ကျုပ်တို့ကဗမာပြည်အဝင်လန်းကိုစီးထားနိုင်ခဲ့ကြပါတယ်။ဂျပန်တွေလည်းကျုပ်တို့စစ်လက်နက်ပစ္စည်းတွေရော ကားတွေပါမယူနိုင်ကြပဲယူရီးယားနိုင်ငံနဲ့ဝင်ပြေးကြပါတယ်။သူတို့ကြံရစ်သမျှကားတွေရောလက်နက်ပစ္စည်းတွေပါကျုပ်တို့ဖျက်ဆီးပစ်လိုက်ကြပါတယ်။ဗိုလ်မှူးကြီးမက်ကီကကင်ကိုလာရှာတော့ဘာများဖြစ်အောင်မှလဲလို့တွေးနေမိပါသေးတယ်။နောက်မှဗိုလ်မှူးကြီးကသူလုံနေတဲ့စေတုတေသနာတစ်ခုအတွက် ကင်ကိုလာတိုင်မင်နာလို့သိလိုက်ရပါတယ်။ သူကမြကြီးနားမှာရှိတဲ့သူစခန်းကိုရောက်လာကြတဲ့ငှက်တွေနဲ့တရိတ်ဆန်တွေကယောဂါဘူးတည်ဆောင်လာတာဖြစ်တယ်လို့ယူဆတဲ့အတွက်ကင်ကို သူစခန်းလိုက်ကြည့်စေချင်တာပါကင်ကလည်းကူညီချင်ပါတယ်ဒါပေမဲ့တရိတ်ဆန်တွေဖမ်းပြီးမှသူ့ဒေသနာပြုရမှာဖြစ်လို့ဘုံမူကြီးမက်ကီကိုညှောလိုက်ပါတယ်ပြီးတော့ရှိသေးတယ်ဘုံမူကြီးရဲ့အထက်ဗမာပြည်ကတောတွေအကြောင်းကျွမ်းတဲ့သူတယောက်လဲလူမယ်အဲ့ဒီအလုံးနဲ့အသင့်တော်ဆုံးလူတယောက်လဲ ကျွန်တော်တို့တက်ထဲမှာရှိပါတယ်သူ့နာမည်က Jack Grish Hammer လို့ပြောလိုက်တာကိုငမ်းများယောဂါတိုက်ဖြတ်ရေးသူတေသနာတက်ကိုကျုပ်ပြောင်းရမယ်ဆိုတော့စာရွက်စာတမ်းတွေလောက်ရတာအချိန်ယူရပါသေးတယ်အဲ့ဒီတက်ရောက်သွားတော့ကျုပ်လောက်ရတာကတောကြောင်တွေတောကျွက်တွေမြောက်တောကျက်အဆရှိတဲ့အကောင်တွေကိုအရှင်ဖမ်းနိုင်အောင် ထောင်ချောက်တွေလောက်ရပါတယ်သူတို့ကိုပေါ်မှာရှိတဲ့တန်းတို့ပိုးမွှားတို့ကအဆ တို့ကြက်စားခဲ့တဲ့နေရာကမြက်အထိယူလာပေးရပါတယ်။ယောဂာနဲ့ပတ်သက်ပြီးတို့လုပ်နေတဲ့သူတေသနအလုပ်ကတော့ကျုပ်အတွက်အသည့်အစမ်းပါပဲ။တက်ခွဲကန်းပညာရှင်တယောက်ကမိုက်ခရိုစကုပ်နဲ့ပြတော့မှကျုပ်တို့မျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေကိုတွေ့ရပါတယ်။သူပြလိုက်တော့မှပဲတဘာဝတရားရဲ့စမ်းကြယ်မှုကိုသတိထားမိပါတော့တယ်။ အခန်းစနစ်တောသူအပြန်ငမ်းမြာကော်မရှင်နဲ့လှုပ်လို့ရတာကျုပ်ပြောပါလေအထူးသဖြင့်ကျုပ်တော်တဲ့ပြန်ဝင်ခွင့်ရခြင်းကြောင့်ပါပဲကျုပ်လှုပ်ရတာကကျွမ်းကျင်အကြံပေးတယောက်အလုပ်ပါဘုံမူကြီးမက်ဂီကတောကြောင်ကြီးတွေဖြစ်တဲ့ကြားတို့စစ်တတို့ကိုသဘောကျပါတယ်တညက်နေမှာတော့သူတခြားတက်တခုကိုညစာစားပွဲတက်ဖို့ထွက်သွားခဲ့ပါတယ်နောက်တနေ့မနေ့ကျတော့သူ့ကိုကြည့်ရတာတော်တော်စိတ်လှုပ်ရှားနေပုံရတယ်သူက ချက်မင်းညကငါကားနဲ့ထွက်သွားတော့ဒုတ်တရင်အလွန်နားလေးမှာကြားကြီးတကောင်တွေ့တယ်ဘလောက်ကြီးတယ်ဆိုရင်နှစ်တိုးတကောင်လောက်ကိုရှိတယ်ဒီကောင်ကြီးနဲ့ငါကားနဲ့ဘလောက်များနီးတယ်လဲဆိုရင်ကားတဲကိုဝင်တော့မလားတောင်အောက်မရတယ်ဘန်ဘာနဲ့တိုက်မိတော့မလို့တီတီလေးပဲလိုတော့တယ်ကြည်ရတာဒုတ်တရင်ဝင်းကျင်မှာကြားရရှိနေပုံပဲငါတကောင်လောက်တော့လိုချင်တယ်ကွာတဲ့ရတာပေါ့ဘူကြီးဘလို့လက်နဲ့မျိုးနဲ့ပြည့်ရမလဲ ပြောင်းတို့တနတ်ဆိုရပါပြီ ပြောင်းတို့တနတ်ဟုတ်ပါမလားကွာမဖြစ်နိုင်တာပဲဘုံမူကြီးကကျုံနောက်နေတာပဲထင်ပြီးပြောင်းတို့တနတ်ရဲ့တွန်းကန်အားကကြားတကောင်လဲကျသွားလောက်တဲ့အားမရှိနိုင်ဘူးလို့ဆိုပါတယ်ကျုပ်ကလည်းပြောင်းတို့တနတ်သာလူချောင်းသူ့ကိုအခိုင်အမာပြောတော့နောက်ဆုံးမှသူလက်ခံသွားပါတယ်တိတ်မကြပါဘူးကျုပ်တို့တက်နာမှာကြားကလူတယောက်ကိုဆွဲသွားတယ်လို့သတင်းတွေထွက်လာပါတယ် ဒါနဲ့ကျုပ်ကဒီကြားကနောက်ထပ်ပြန်လာအောင်မှာဖြစ်ကြောင်းဘုံမူးကြီးသာစိတ်ရှိရှိနဲ့စောင့်နိုင်ရင်တေချာပေါက်ရနိုင်ကြောင်းပြောပြပါတယ်။သူကလည်းကျုပ်ပြောတာကိုသဘောတူပါတယ်။ဒါကြောင့်တားကောင်အသေးတွေကိုကြားစာဖြင့်ချထားလိုက်ပြီးလင်းစင်တစ်ခုစောက်လိုက်ပါတယ်။အဲ့ဒီညကကျုပ်ကလည်းတခြားသွားเสียကိစ္စတစ်ခုရှိနေတာကြောင့်ဘုံမူးကြီးကိုပဲလင်းစင်ဘော်ကနေကြည်စံ၁၂တောက်မှာတနက်၂လက်နဲ့စောင့်ခိုင်းထားလိုက်ပါတယ်။ည၁၇နာရီလောက်ထိစောင့်မို့နဲ့ ည17နာရီမှမလာဘူးဆိုရင်တော့ဒီညကြားလာမှာမဟုတ်တော့ဘူးလို့လဲမှားထားခဲ့ပါတယ်။သူနဲ့သူအတွေ့အကြုံရှိတဲ့လူငယ်တယောက်ကိုလည်းမိထုတ်ပြဖို့တောင်းဝင်ပေးခဲ့ပေးပါတယ်။ကြားကတားကောင်အသေးတွေကိုစားနေပြီဆိုရင်ဒီလူငယ်ကကြားရှိတဲ့နေရာမိမောင်ထိုးပြပါလိမ့်မယ်။ဒါဆိုရင်ဘုံမှုကြီးအနေနဲ့ပစ်ကွင်းကိုရှင်းရှင်းမြင်ရပြီမို့ပစ်လို့ရပါပြီ။ပစ်တဲ့အခါမှာကြားရဲ့လက်နောက်နားကိုထိအောင်ပစ်ပါ။ဒါဆိုပွဲသိမ့်မှာပဲလို့လဲ။ မှာခဲ့ပြီးလင့်စင်ဘော်ကကျုပ်ဆင်းလာခဲ့ပါတယ်။နောက်တနေ့မနက်ဘူမူးကြီးနဲ့တွေ့တော့သူတို့နှစ်ယောက်ညက10နာရီအထိစောင့်ညကြောင်းအဲ့ဒီအချိန်မှာကြားတကောင်လာနေတဲ့အတန်ကြားရကြောင်းတားသေးတွေကိုတွေ့တော့ကြားကဝှက်ချလိုက်ပြီးအာရပါရစားတော့ကြောင်းအကူလူငယ်ကမိထိုးပြလိုက်ချင်းသူတစ်ချက်တည်းပြစ်လိုက်ကြောင်းပြောပါတယ်။ချက်မင်းကပြောင်းတူတဲ့နဲ့ကြားကိုပြစ်နိုင်နေဆိုတော့ငါတကယ်မယုံခဲ့ဘူး။ မနေ့ညကလက်တွေပြစ်လိုက်နိုင်တော့မှပဲယုံတော့တယ်လို့အာပါတရပြောပြပါတယ်သူ့ကိုပြောပြပြီးခဲ့တာက ကျုံငဲဘွားတဲကတိထားတဲ့အချက်တခုပါကြားရဲ့ပခုံးနောက်ကအသားကအရေကွန်ပါတယ်အဲ့ဒီနေရာကအမွှေးတွေကလည်းတကိုယ်လုံးနဲ့မတူပဲနူးညံ့နေပါတယ်ဒါကြောင့်အဲ့ဒီနေရာကိုသာထိအောင်ပြစ်နိုင်ရင်တစ်ချက်ထဲနဲ့တေးပါတယ်သူကစင်တို့တောဝတ်တို့ကြောကျွဲတို့နဲ့မတူပါဘူးအဲ့ဒီကောင်တွေကြတော့ rifle နဲ့ပြင်းမှတိုးပါတယ် ငန်းမြာကော်မရှင်နဲ့ခီးထွက်ရာတွေက1945ခုနှစ်မှာအဆုံးသတ်ခဲ့ပါတယ်။ကျုပ်ကတော့ဗမာတပ်မတော်တွေမှာနောက်ထပ်၄နှစ်ကြာခဲ့ပြီးအများအပြည့်ကတော့မေမျိုးမှာပဲနေရပါတယ်။မေမျိုးကတော့ကျုပ်ဇာတိဆိုတော့အပေါင်းအသင်းတွေနဲ့လည်းနှစ်တော်ကြာအောင်ခွင့်နေရပြီးမှပြန်တွေ့ကြရတာပေါ့။သူတို့ကကျုပ်ဂျပန်တွေနဲ့တိုက်နေတာမသိကြသလိုတေးသလားရှင်သလားလည်းမသိကြပါဘူး။မြုပ်ကံမိတ်ဆွေတွေကလည်းကျုပ်ကိုသူတို့နဲ့အမဲပြစ်လိုက်ဖို့ဖိတ်ကြပါတယ်။ ဒါကတော့ကျုပ်သိတဲ့ဘောကြတဲ့ဖိတ်ကြားမှုပဲပေါ့တက်ကအရာရှိတွေလဲတောပြစ်လိုက်ကြပါတယ်ဘုံမူကြီးကွက်ကတော့တောကောင်တွေပြစ်ရတာသိတဲ့ဘောကြပါတယ်ဒါပေမဲ့အခြေအနေတွေကပြောင်းနေပါတယ်လူကြီးပိုင်းတွေကရင်းနှီးကြပေမဲ့လူငယ်တွေကတော့စိတ်နေတယ်ဗြိတိရှအစိုးရလက်အောက်ကနေလွတ်လပ်ရေးတောင်းဆိုစပြုလာကြပြီကျုပ်ကတော့နိုင်ငံရေးကိုစိတ်ဝင်စားပါဘူးဗမာပြည်သည်ဗမာလူမျိုးအတွက်ဆိုတဲ့စံမုတ်ထွက်လာတယ် ဗြိတိရှရဲ့ကိုလိုနီဘွားကနေရုံထွက်ပြီးကိုနိုင်ငံကိုကိုထူထောင်ခြင်းညပြီခစ်ပြက်တထေးဆိုသူတွေရဲ့အမျိုးဆွေတွေကရန်ကုန်အစိုးရအုပ်ချုပ်ရေးပိုင်းမှာပါသူတွေကြီးပဲသူတို့ကဝင်ငွေကောင်းတဲ့အလုပ်လကကောင်းတဲ့အလုပ်တွေရကြပါတယ်အန်ရည်များတဲ့အလုပ်တွေကိုတော့အင်္ဂလိပ်ဗမာကပြားတွေကလုပ်ကြရတယ်ဒီအနေထားကိုကျုပ်ကမကြိုက်ဘူးနောက်ဆုံးတော့တက်ကထွက်လိုက်ပြီးဗမာပြည်ကပါ အပီးပိုင်းထွက်ခဲ့ပါတော့တယ်ကျုပ်ကမုတ်ဆိုးလုပ်ကိုပဲလှုပ်ချင်တဲ့ကောင်းဆိုတော့ အာဖရိကရောက်သွားပြီးမြုပ်တမြုပ်မှာကြီးကြပ်ရေးမှုအလုပ်တစ်ခုရပါတယ်။လူတွေကကျုပ်ကိုသူတို့စီကကြားချင်းသိစတဲ့တရားတွေနှိမ်နှင်းပေးနိုင်လိမ့်မယ်လို့ထင်ကြတယ်။ကျုပ်လည်းထင်တာပါပဲ။ဒါပေမဲ့ကျုပ်ကအာဖရိကအကြောင်းမသိဘူးလေ။အဲ့ဒီအချိန်မှာကျုပ်ကရှာမင်းလို့ခေါ်တဲ့မိန်းကလေးနဲ့ဒုတိယအိမ်တော်ထူထောင်ထားပါတယ်။သူကအိန္ဒိယနိုင်ငံသူဖြစ်ပြီးကာကတားမှာနေပါတယ်။ကျုပ်အာတန်ကိုသွားပြီးခြေောက်ဒံယာရစဉ်ကပြုစုကုသပေးကြတဲ့ ဆရာဝန်တွေသူနာပြုတွေကိုဂါရဝပြုခဲ့ပါသေးတယ်။အာတမရှိနေတော့ရှာမင်းရဲ့အကိုစီကစာရဆောင်ရပါတယ်။မင်းအပြန်ကြရင်ရှီလောင်းကိုဝင်ပြီးတစ်တော့ဘတ်ဆိုင်ရာအရာရှိကြီးနဲ့ဝင်တွေ့လိုက်ပါတဲ့။ရှီလောင်းမှာသူပြောတဲ့သူကိုဝင်တွေ့တော့မင်းအာဖရိကကိုသွားပြီးတားရဲတရိတ်ဆန်နေနည်းရဲ့အလုပ်လုပ်မယ်ကြားတယ်တဲ့။ကျုပ်ခေါင်းညိတ်လိုက်ပါတယ်။ဘာဖြစ်လို့များဒီအလုပ်ကိုလုပ်ဖို့အာဖရိကထိသွားမလဲကွာ။ မင်းအတွက်အလုတ်တနေရာကအာတံပါရင် ရှိပါတယ်။ငါတို့တောတွေအတွက်မင်းလိုလူတယောက်လိုအပ်နေပါတယ်။ငါကတော့မင်းကိုလှုပ်စေခြင်းနဲ့လှုပ်မယ်မဟုတ်လားတဲ့။အကြာကြီးစဉ်းစားစရာမလိုပါဘူး။တောထဲမှာပြောတဲ့ကျုပ်တောထဲမှာအလုတ်ရမယ်ဆိုတော့ကျုပ်ဘာစဉ်းစားဖို့လိုသလဲ။ပြီးတော့အာတံကဗမာပြည်နဲ့ကက်ရဲဆိုတော့ရေးမြေအနေထားလဲတူပါတယ်။ကျုပ်လှုပ်မယ်။ကျုပ်အာဖရိကကိုသွားမယ်ဆိုတာကကျုပ်လှုပ်ခြင်းနဲ့အမဲလိုက်လို့ကိုလှုပ်ရမှာမို့သွားမှာပါ။ အခုဒီမှာအလုပ်ရမယ်ဆိုရင်လဲအမဲလိုက်လုံးအပဲလုတ်ချင်ပါတယ်အထူးသဖြင့်တော့ကြားပစ်ချင်တာပါလို့ဖြေလိုက်ပါတယ်သူကလည်းကျင်းတဲ့ပုံရပါတယ်ကောင်းတာပေါ့ကွာဒါကအစိုးရဝန်ထမ်းခန့်တာဆိုတော့လျှောက်လွားကိုဒေးလီအထိတော့ပို့ရအောင်မယ်အကြောင်းပြန်ချက်မရခင်အတော်တွင်မှာမင်းပစ်ချင်တဲ့အမဲလိုက်ခွင့်ရအောင်ငါလိုင်စင်ထုတ်ပေးထားပါမယ်မင်းအနေနဲ့စိုက်ခင်းတွေကိုလာဖြတ်စည်းနေတဲ့စင်ရိုင်းတွေကိုပြစ်ခွင့်ရှိပါတယ် ဒေတာအာနာပိုင်တွေကအကူအညီတောင်းရင်လဲသွားပစ်ခွင့်ရှိပါတယ်။လူသားစားကြားလို့အန္တရာယ်များတဲ့ကြားတွေပစ်တဲ့အခါမှာတော့ကိုယ်တော်ဝင် ကိုယူရပါမယ်လို့ဆိုပါတယ်။ပျော်ပျော်ကြီးပဲလိုင်စင်ကို လက်ခံယူလိုက်ပြီးစပားဆိုင်ခင်းတွေဝင်ဖြတ်စီးနေတဲ့ဆင်တွေကိုပစ်ပါတော့တယ်။ကျုပ်လှုပ်ရှင်တွေကတော့ဒေတာဆိုင်ရာအာနာပိုင်တွေနဲ့လက်ဖက်ဆိုင်ခင်းရှင်တွေပါပဲ။လက်ဖက်ဆိုင်ခင်းတွေကတော့ယာတီဖြစ်တဲ့အော်တိုဘာလကနေမက်လာထီကန်ထရိုက်နဲ့စောက်ရှောက်တောင်းဝင်ယူပေးရပါတယ်။ အာတန်ဒေတာနဲ့သူတို့လူမျိုးတွေအကြောင်းပိုသိနိုင်မှုအတွက်အခါအားလျော်စွာကျင်းပတဲ့ရွာတွေကပွဲတွေကိုတွားပါတယ်ပွဲတွေက၃ရက်လောက်ကျင်းပကြတာပါသူတို့ကလှမ်းလေးနဲ့မြားဓားတွေကင်ပြီးတောထဲဝင်ကြပါတယ်စားလို့ကောင်းတဲ့အကောင်မှန်သမျှကိုတက်ကြပါတယ်တောထဲမှာတစ်ချိန်လုံးအော်ဟစ်စူညံနေကြတာပါတားကောင်ရပြီဆိုရင်လဲတတော်လုံးညံအောင် အော်ဟစ်ရီကြပါတယ်ရွာကို ပြန်ရောက်လာကြတဲ့အခါတားကောင်ကိုချက်ပြုတ်စားတော့ကြတာပါ ျုပ်ကတော့လိုင်စင်ရထားတဲ့မုတ်ဆိုးဖြစ်လို့တီးကြပဲတောပစ်ထွက်တတ်ပါတယ်။အဲ့ဒီမှာကျုပ်နဲ့လိုဝဲတောမက်စ်တို့ပတ်သက်မိကြတော့တာပါ။သူတို့ကကြားပစ်တဲ့အကြောင်းရုပ်မြင်သံကြားလိုက်ရိုက်ကြတာကိုအာတမနေပြီးအမဲလိုက်ရတဲ့ကာလတွေကလည်းကျုပ်အတွက်တော့ပျော်စရာပါပဲ။အစိုးရခန့်တဲ့ဝန်ထမ်းလည်းဘတော်မှဖြစ်မလာခဲ့ပေမဲ့လိုင်စင်ကတော့တနှစ်ပြီးတစ်နှစ်တက်တန်းတိုးလာခဲ့ပါတယ်။ရှာမင်းနဲ့လက်ထပ်လိုက်တော့ကာကတားမှာနေရပါတယ်။ အာတန်နဲ့ကလေရင်တဲ့ဆိုရင်နှစ်နာရီပဲစီးရပါတယ်။တောပြက်အလုံးမရှိတဲ့ခါရီမှာရှာမင်းနဲ့နေပါတယ်။သူ့အမျိုးတွေကလည်းဒီမြို့မှာအများကြီးရှိတဲ့ပြင် သူ့အလုပ်ကလည်းဒီမှာပဲကို အတိတ်ကို ပြန်စင်းစားတော့မှကျုပ်အလုပ်လျှောက်လွားကိုညှင်းပယ်ကြောင်းအစိုးရစီက ပြန်စာနိုင်ငံပေါ်မှာကတ်ထားတာတတိယမိပါတယ်။အိန္ဒိယကလည်းဗမာလိုပါပဲ။သူ့လူမျိုးကသာအလုတ်ခန့်ကျင်ကြပါတယ်။ဗြိတိရှအစိုးရလက်ထက်က တောင်ဝင်ထမ်းဆောင်ခဲ့ကြတဲ့သူတွေနေရာမှာသူ့နိုင်ငံသားတွေက နေရာဝင်ယူကြတယ်။ကျုပ်တို့မှာရွေးစရာနှစ်နေရာရှိပါတယ်။ကျုပ်နှမကနယူးဇီလန်မှာနေတော့ကျုပ်ကအဲ့ဒီကိုသွားကျင်တယ်။ဒါပေမဲ့ရှာမိတ်မျိုးတွေက အင်္ဂလန်မှာနေကြတာများတော့သူကအင်္ဂလန်ကိုသွားကျင်တယ်။သူပြောစီကျင်တာကြောင့်အင်္ဂလန်ကိုပဲရွေးလိုက်ကြပါတယ်။ကျုပ်တို့ပြင်ဆင်နေကြတဲ့အချိန်ဘသူ့ကိုမှမပြောဘဲအနီးကပ်ဆုံးသူတွေသာသိပါတယ်။အာတမအမဲပြစ်တဲ့အလုပ်ကိုကျုပ်ကမစွန့်ပြစ်သေးပါဘူး။ လိုင်စင်တက်တန်းကုံတော်မှတက်တန်းမတူပဲထားလိုက်ပါတယ်။ကျုပ်မိတ်ဆွေတယောက်ကလည်းခမားလိုင်စင်ကိုကျွန်တော်နှစ်တိုင်းတက်တန်းတူးပေးပါမယ်။ဒါမှမခမားအိန္ဒိယကိုပြန်လာခြင်းတဲ့အခါလာပြီးတောပြစ်ထွက်ချင်ရင်ထွက်လို့ရမှာပေါ့လို့ပြောတာနဲ့လိုင်စင်နဲ့တကွလိုအပ်တဲ့အချက်လက်တွေပေးခဲ့ပါတယ်။ဒါပေမဲ့ကျုပ်တို့နှစ်ယောက်လုံးသိနေကြပါတယ်။ကျုပ်ဘတော်မှအာတန်ကိုပြန်လာပြစ်မှာမဟုတ်တော့ဘူးဆိုတာကိုပေါ့။ လိုင်စင်သက်တမ်းက1969ခုနှစ်မတ်လမှာကုန်ပါတယ်။ရှာမင်းနဲ့ကျုပ်ကဩဂုတ်လမှာကယ်ကတားကနေလန်ဒန်ကိုထွက်လာခဲ့ကြပါတယ်။ကျုပ်တို့ကလန်ဒန်အနားကဘာနက်ဆိုတဲ့နေရာမှာအခြေချကြပါတယ်။အင်္ဂလိပ်ကပြားတွေဖြစ်ကြတာကြောင့်ကျုပ်တို့ကအင်္ဂလန်ဟာကျုပ်တို့ရဲ့အိမ်လို့ထင်မှတ်ကြတာပါ။ဒါပေမဲ့ကျုပ်ကဗမာပြည်ကိုလွမ်းပါတယ်။စာရီထဲမှာဖတ်ခဲ့ရတဲ့အတိုင်းပဝင်းကျင်ကတာယာလှပပါတယ်။ ျုပ်သဘောကျတဲ့တောအုပ်လည်းရှိပါတယ်။ဒါပေမဲ့မွေးရမြေကိုလွမ်းတာတော့အမှန်ပါပဲ။ပကိုးကိုတတိယတယ်၊မေမျိုးကိုလွမ်းတယ်။ရောက်ခဲ့မှုတဲ့တောရွာကလေးတွေကိုလည်းအောက်မေ့မိပါတယ်။စင်ပေါက်ကလေးတွေနဲ့ကစားရတာလင့်စင်မော်ကနေကြားအလာကိုစောင့်ရရတာတွေမမေ့နိုင်ဘူး။မနှက်စောစော တောထဲဝင်သွားရင်တောဒရိတ်ဆန်တွေအော်သံတမင်ဒရယ်ရီရဲ့အတန်တွေကိုလည်းမမေ့နိုင်ပါဘူး။ကျုပ်ပြန်ညင်ပါတယ်။ဒါပေမဲ့မပြန်နိုင်တော့ပါဘူး။ အဲ့ဒီနေရာတွေမှာကျင်လည်ခဲ့ဘူးတဲ့ဆိုတာလေဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး တော်ရရှင်များခင်ဗျာဥဝင်းငယ်ရဲ့အထုပ်ပတ်တီအချင်းချုပ်ကိုလည်းဆက်လက်ဖော်ပြပေးကြပါရယ်1946ခုနှစ်မေလ28ရက်နေ့တွင်မိဘနှစ်ပါးဖြစ်သောဦးကြပါငိမ့်ဒေါ်ကြည်ကြည်တို့မှမန္တလေးမြို့တွင်မွေးဖွားခဲ့သည်1952ခုနှစ်တွင် မန္တလေးမြို့ဒိုင်အိုစီစဉ်အထက်တန်းကျောင်း၌စတင်ပညာသင်ကြားခဲ့ပြီးရင်းကျောင်းမှပင်1963ခုနှစ်တက္ကသိုလ်ဝန်ထမ်းအောင်မြင်ခဲ့သည် 1960ပြည့်နှစ်တွင်ဆီယာမိုးဝေအယ်ဒီတာဖြစ် ဆောင်ရွက်သောစုံနောက်မဂ္ဂဇင်း၌တုံ့လှဲ့ဝစ်ကြွေးဆိုသောဝတ္ထုတို့ဖြင့်စာပေလောကသို့ဝင်ရောက်ခဲ့သည်စုံတော့ရုပ်ရှင်ချစ်သူ ရုပ်ရှင်ဂျာနယ်စသည်တို့တွင်ဘာသာပြန်ဆောင်းပါးများပင်ကိုရေးဝတ္ထုများရေးသားခဲ့သည်1963ခုနှစ်တွင်ပညာရေးစနစ်ပြောင်းလဲ၍စီးပွားရေးတက္ကသိုလ်ရန်ကုန်သို့ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး1968ခုနှစ်တွင် ဝါနိဆာစီရင်ကိုင်းနဲ့စီရင်စစ်ပွဲရရှိခဲ့ပြီးဗန္ဒာယီဝန်ကြီးဌာန၌အလုတ်သင်းအရာရှိဖြစ်စတင်တာဝန်ထမ်းဆောင်သည်1989ခုနှစ်တွင်ရုပ်ရှင်အွန်လန်မဂ္ဂဇင်း၌ဝင်းငိမ်ဇာနီငိမ်ကလောင်အမည်များဖြင့်စောင်းမများရေးသားပြီးဝေလင်းဟန်ကလောင်အမည်ဖြင့်ဂီတဝေပန်ရေးစောင်းမများရေးသားခဲ့သည်1980ခုနှစ်ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေသောအယ်ဒီတာချုပ်ဦးမြလှိုင်၏ ေဘူးလွာမဂ္ဂဇင်းတွင်ဝိညာဉ်ကလောင်မြည်ဖြင့်စာရေးဆရာကြီးများအားအင်တာဗျူးမေးမြန်းခဲ့ပြီးဇာနီငိမ်းမိုးကျော်ထွန်းဘူဝင်းကိုကို ကလောင်မြည်တို့ဖြင့်ပော့ဆောင်မများရေးသားခဲ့သည်1989ခုနှစ်တွင် ရွှေမြုပ်တွေမဂ္ဂဇင်းကို ကိုပိုင်ထုတ်ဝေခွင့်ကပ်ဖြစ်ထုတ်ဝေခဲ့တော်လဲအစိုးရဝန်ထမ်းဖြစ်၍တခြားထုတ်ဝေသူအားလွှဲပြောင်းပေးကာအယ်ဒီတာအဖြစ်ဖြင့်တာဝန်ယူတည်ဖြတ်ခဲ့သည် 1998ခုနှစ်တွင် ရာသုံးမှန်းကျင်ငွေစည်ရင်းဦးစီးဌာနမှလက်ထောင်ညွှန်ကြားရေးမှုအဆင့်ဖြင့်အငြင်းစားယူခဲ့သည်။2006ခုနှစ်တွင် ရွှေမြုပ်တေစာပေစုကိုအသက်60ပြည့်မွေးနေ့နှင့်တူတွဲဖက်ကျင်းပကစာပေစုများချီးမြှင့်ခဲ့သည်။ဘာသာပြန်လုံးကြီးများအနေဖြင့် Elvis Presley ၏တရားမဝင်ဇနီးရေးသားသော စာအုပ်ကို အထူးကြံ့ညအမိဖြစ်၎င်းဒိုင်ယာနာ၏တိတ်တခိုးချစ်သူ James Hewitt ရေးသားသော လက်ဖန်ဝါကိုအချစ်နဲ့ဆက်အမိဖြင့်၎င်းဒိုင်ယနာ၏ဘန်နာဆိုပေါ်ဘယ်ရီရေးသားသောရိုင်ယယ်ဂျူဒီစာအုပ်ကိုမင်းမူတန်းအမိဖြင့်၎င်းအင်ဒရူးမော်ဒန်ရေးသားသောအင်ဂျလီနာဂျိုလီ၏အထုပ်ပတ်တီအင်ဂျလီနာစာအုပ်ကို စင်စွဲနန်းတော်ဘောကမင်းသမီး သို့မဟုတ် အင်ဂျလီနာဂျိုလီအမိဖြင့်၎င်းစာရေးဆရာမဆူရာရှာရေးသားသောတကင်းနှင့်အိဇိုင်းစာအုပ်ကိုနန်းကြပြင်းအမိဖြင့်၎င်း ဘာသာပြန်ဆို ရေးသားခဲ့သည်နန်းကြပြင်းဘာသာပြန်စာအုပ်ကို15ချိန်မြောက်ဆရာဝန်တင်ရွှေစွာပေစု2018ခုနှစ်တွင် စုချီးမြင့်ခြင်းခံရသည် ပေဖူးလာမဂဇင်းတွင်ရေးသားခဲ့သော စာရေးဆရာများ၏အင်တာဗျူးများအနက်မှဆရာမြသန်းတင်နှင့်ဆရာအောင်သိန်းတို့နှစ်ယောက်၏အင်တာဗျူးကို ပောင်း၍ဓာတ်တောင်ကိုကြော်၍မိပင်လဲကိုဖျက်ခဲ့သူနှင့်စာပေလူချမ်းမင်းသားခေါင်းစဉ်ဖြင့်ထုတ်ဝေခဲ့သောစာအုပ်ကိုတုဒ္ဒဆွဲဆောင်စာပေစု 2014ခုနှစ်အတွက်ချီးမြှင့်ခြင်းခံရသည်မဟာစာပေမဗမဟယ်လင်ဗမဆောင်းမေဗမဘာသာပြန်စာအုပ်များကိုလည်းထုတ်ဝေခဲ့သည်ဟောလိဝုဒ်မှကမ္ဘာကျော်ရုပ်ရှင်မင်းသားမိုက်ကယ်ဒေါက်ကလစီအထုပ်ပတ်တီကို2018ခုနှစ်တွင်ဖိအေဒူသားအမည်ဖြစ်၎င်းအဆိုတော်ရုပ်ရှင်မင်းသမီးဂျင်နီဖာလိုပက်စ်ရေးသားသော True Love စာအုပ်ကို အချစ်စစ်အချစ်မှန်ဆိုသည်မှာတကင်းအိမ်ဆိုင်စာအုပ်ကိုနမ်းကြပြီး .edoc စာအုပ်ကိုစက်တူသားစာသူများ after tears စာအုပ်ကို မျက်ရည်ရဲ့နောက်မှာ becoming စာအုပ်ကို ဖြစ်တည်ခြင်း return of the young prince စာအုပ်ကိုမင်းသားလေးပြန်လာပြီစသဖြင့်ငါတို့စာပေမှထုတ်ဝေဖြန့်ချီခဲ့သည် writer magazine တွင် ဖော်ပြထားသော စာရေးခြင်းဆိုင်ရာစောင်းမများကို ရွှေမြုပ်တင်မဂ္ဂဇင်းတွင်ဘာသာပြန်ဆိုခဲ့သည့်များကိုနှစ်ကျောင်းရေးတစ်ကျောင်းချစ်ခေါင်းစဉ်ဖြင့်စူးစီးထုတ်ဝေခဲ့သည် 1989ခုနှစ်တွင်မြရီရုံမင်တန်ကြားအစီအစဉ်အတွက်မေးကြည့်ဖြေကြည့်ပဟေလိအစီအစဉ်ကို စီစဉ်တင်ဆက်ရာဒါရိုက်တာချိုင်းရှင်ကရိုက်ကူးပေးခဲ့သည် ထိုအစီအစဉ်ကိုပင် MRTV4 ရုံမင်တန်ကြားအစီအစဉ်အတွက်ဒါရိုက်တာချိုင်းရှင်နှင့်ပြန်လည်ရိုက်ကူးက2016ခုနှစ်အောက်တိုဘာလ16ရက်နေ့ကစတင်လွှင့်ထုတ်ခဲ့သည်တလလျင်၄ချိန်နှင့်ခုနှစ်လအတွက်ရိုက်ကူးပေးခဲ့ပြီးဖြစ်သည်မေးကြည့်ဖြေကြည့်ပဟေလိအစီအစဉ်အမှတ်2ကိုလည်း တာဝန်ယူရိုက်ပေးပူးခဲ့ပြီး2018ခုနှစ်မေလမှစတင်က MRTV4 မှစတင် ထုတ်လွှင့်ခဲ့သည်ယခုတင်ဆက်မည်လက်ပြကူးထူးခြားသူများအင်တာဗျူးအစီအစဉ်မှာကမာရွတ်မီဒီယာအတွက်ဗီဒီယိုရိုက်ကူးထုတ်လွှင့်ပေးခဲ့သည့်အစီအစဉ်များကို စာဖြင့်ပြန်လည်ဖွဲ့တည်ထားခြင်းဖြစ်ပါသည် တော်ရရှင်များခင်ဗျာစာရေးဆရာကြီးဝင်းကျင်းရဲ့အထုပ်ပတ်တီကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဗမာမုံဆိုးစာအုပ်ကိုအစအဆုံးအားပေးခဲ့ကြတဲ့တော်ရရှင်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်တော်ရရှင်များအားလုံးဘေးပြာဝေးကွာကြပါစေခင်ဗျာ